ဒီမိုကရက်ကမြန်မာအတိုင်း DVB ရဲ့မတ်လ31ရက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်။ဒီကနေ့နားဆင်ရမယ့်သတင်းတွေကတော့ကလင်းလုတ်ပြီး3ရက်ကြာမှဝန်ထဲเจ้าကိုစစ်ကောင်စီကကြေညာလိုက်တဲ့သတင်းမြန်မာကလင်းပြည်အတွက်ဒေါ်လာတန်100ကျော် WHO နဲ့ ICRC ကအရေးပေါ်တောင်းခံလိုက်တဲ့သတင်းနဲ့အဆိုတော်ကြီးကြီးကြီးကွယ်လွန်သွားတဲ့သတင်းတွေနားဆင်ကြရမှာပါ။ မြန်မာနိုင်ငံမှာကြုံတွေ့နေရတဲ့ငလျင်ဘေးနဲ့ပတ်သက်ပြီးမလ31ရက်ကနေအေပီလ6ရက်အထိခုနှစ်ရတာကာလကိုနိုင်ငံအဆင့်1နဲ့ရက်တွေဖြစ်စစ်ကောင်စီကတတ်မှတ်ကြေညာလိုက်ပါတယ်။မလ28ရက်ကမန္တလေးအနီးဗဟိုပြုလှုပ်ခတ်ခဲ့တဲ့အင်အားရချတာစကေခုနှစ်တရမခွန်ရှိအင်အားပြင်းငလျင်ကြောင့်အသက်ဆုံးရှုံးမှုတွေနဲ့ပျက်စီးဆုံးရှုံးခဲ့ရမှုတွေအတွက်ထပ်တူခန်းစားကနိုင်ငံတော်အဆင့်1နဲ့ချင်းအထိမ်းအမှတ်နေ့ရက်အဖြစ်အခုလိုတတ်မှတ်လိုက်တာလို့စစ်ကောင်စီကထုတ်ပြန်ကြေညာခဲ့တာပါ။မလ31ရက်ကနေအေပီ လ6ရက်ထိ9ရက်တာကာလကိုနိုင်ငံတော်အလံတိုင်ဝက်ရှော့ချပြီးတွင်းထူကြဖို့ထုတ်ပြန်ချက်မှာဖော်ပြပါဗျာ။ ကလင်လောက်ခတ်ပြီးတုံးရဲ့အကြမ်းမစစ်ကောင်စီကအခုလိုဝန်내ကြောင်းတင်ညာတာဖြစ်ပြီးနိုင်ငံတကာအစိုးရတွေတန်ယုံတွေအဖွဲ့အစည်းတွေအထင်ကရပုံကိုယ်တွေနဲ့ကမ္ဘာကျော်ဘောလုံးအသင်းတွေကတော့မြန်မာပြည်ငလင်ပေးကြုံရပြီးနိုင်ရီပိုင်းအတွင်းမှာပဲဝန်내ကြောင်းအတီးတီးထုတ်ဖော်ပြသခဲ့ကြပါတယ်။ငလင်ပေးကြောင်းမြန်မာနိုင်ငံမှာတည်ဆုံသူပေါင်း1900ကျော်ရှိလာပြီးဒဏ်ရာရရှိသူတွေ3400ကျော်ရှိလာပြီးဖြစ်ကြောင်းစစ်ကောင်စီကမလ30ရက်နေ့ကထုတ်ပြန်ပါတယ်။မလ31ရက်နေ့လည်း3နာရီထိ TVB ကကောက် ယူထားတဲ့စီးရင်တွေအရငလင်ကျောက်သေဆုံးသူပေါင်း3034ယောက်ထိခိုက်ဒဏ်ရာရသူ3519ယောက်နဲ့ပျောက်ဆုံးသူ359ယောက်ရှိပါတယ်အခုရက်ပိုင်းတွင်လှုပ်ခတ်သွားခဲ့တဲ့ငလျင်တာကြောင့်ထိခိုက်သေးဆုံးကြရတဲ့မြန်မာနဲ့ထိုင်းပြည်သူတွေအတွက်အထူးပင်သနာကယူနာတက်မိတဲ့အကြောင်းအာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကမလ30ရက်မှာထုတ်ပြန်ပါတယ်။မလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ In Richard Scale ခုနှစ်သတင်းခွန်အစည်းအရှိငလျင်အပြီးအာဆီယံနိုင်ငံခြားရေးဝန်ကြီးများအထူးအရေးပေါ်အစည်းအဝေးကိုဗီဒီယိုကွန်ဖရင့်ကနေဆင်ကျင်းပခဲ့ပြီးအခုလိုထုတ်ပြန်တာပါလက်တလောအာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေအစည်းအဝေးဆုံးဖြတ်ချက်အရအခက်အခဲကြုံတွေ့နေချိန်မှာအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့အပြန်အလှန်ထောက်ခံကြောင်းအလေးပေးပြောကြားခဲ့တယ်လို့ငလျင်လှုပ်ရှားမှုနဲ့နောက်ဆက်တွဲအကျိုးသက်ရောက်မှုတွေခံစားနေရတဲ့မိသားစုတွေနဲ့လူမှုအတိုင်းအဝန်းတွေကိုကူညီဖို့ဆုံးဖြတ်ထားတဲ့အကြောင်းလေးထုတ်ပြန်ချက်မှာဖော်ပြပါဗျာ။ အင်အားဖြင့်ငလင်တန်တဲ့မြန်မာနိုင်ငံအတွက်ကမ္ဘာ့ကျန်းမာရေး WHO ကဒေါ်လာ၈သန်းအထိအရေးပေါ်လိုအပ်နေတယ်လို့အလူရှင်နိုင်ငံတွေကတောင်းဆိုလိုက်ပါတယ်။ အာခုနိတမခုနိရစ်ချဒါစကေပြင်းအားရှိတဲ့အဲ့ဒီငလျင်လောက်ခမှုနောက်ဆက်တွဲအဖြစ်လူသားချင်းစာနာမှုဆိုင်ရာ အကြအတဲတွေပါတိထက်ဆိုးရွားလာနိုင်ကြောင်းအကူအညီပေးရအဖွဲ့တွေအနေနဲ့သတိပေးထားပါတယ်ဒါကြောင့်လက်ရှိအခြေအနေကိုတုံ့ပြန်နိုင်ဖို့အတွက်ကမ္ဘာ့ချက်ချင်းဤအဖွဲ့ ICRC ကဒေါ်လာတန်ပေါင်း100လောက်အရေးတကြီးလိုအပ်နေတယ်ဆိုပြီးထုတ်ပြန်ထားတာပါ USGS ရဲ့ခမ်းမန်းချက်အရလည်းငလျင်တန်ကြောင့်မြန်မာနိုင်ငံမှာတေဆုံးသူဦးရေတထောင်ကျော်ရှိနိုင်တဲ့အပြင်ပြည်စည်းဆုံးရှုံးမှုတွေဟာတ နစ်စာစီးပွားရေးထုတ်လုပ်မှုတန်ဖိုးထက်ပါကျော်လွန်နိုင်တယ်လို့ခန့်မှန်းပါတယ်။အခုလိုမျိုးရာသီဥတုပြင်းလာတာနဲ့အမြမြန်မာနိုင်ငံရဲ့ငလျင်တန်သင့်ဒေတာတွေမှာတန့်ရှင်းတဲ့ရေစားနပ်ရိတ်ခန့်တဲ့ဆေးဝါးမျိုးစုံလိုအပ်နေတယ်လို့အပြည်ပြည်ဆိုင်ရာတက်ချီနီကော်မတီ ICRC ကသတိပေးထားပါတယ်။ မြန်မာနိုင်ငံမှာမလ31ရက်ကစတင်ပြီးနေ့အပူချိန်တွေကျဆင်းလာပြီးအပီ၄ရက်ကစလို့နိုင်ငံနေရအနှံ့မှာမိုးထစ်ချုံရွာနိုင်တယ်လို့ NUG ရဲ့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကဒီကနေ့ထုတ်ပြန်ပါတယ်စစ်ကောင်စီရဲ့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့မလ31ရက်နေ့မနေ့ခုနှစ်နိုင်ထုတ်ပြန်ချက်အရတနင်္သာရီတိုင်းဒေသကြီးကချင်းပြည်နယ်မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာရွာရံတုံး60နဲ့နေရာကွက်ကြားမှုအနည်းငယ်ရွာမယ်လို့ထုတ်ပြန်ထားပါတယ်မြန်မာ ပင်လယ်ပြင်မှာလှိုင်းအနေငယ်မှာလှိုင်းအသင့်အသင့်ရှိမဲ့လှိုင်းမြင့်မှာမြမကန်ယူရန်တလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်မှာ၄ပေကနေ9ပေခန့်ရှိနိုင်တယ်လို့ထုတ်ပြန်ပါတယ်။ င်္ဂါကပိပါဝင်အောင်မြင်တဲ့သေးတချေများစွာနဲ့မြမဂီတလောကမှာထင်ရှားတဲ့ဝါရည်အစောတော်ဂျင်းညင်းဟာမလတ်31ရက်ဒီကနေ့မနက်၄နာရီခွဲလောက်မှာကွယ်လွန်သွားခဲ့ပြီလို့သူ့ရဲ့ညီမဖြစ်သူအစောတော်ဂျင်းညမလေးကလူမှုကွန်ရက်ပေါ်ကနေတဆင့်မျှဝေရေးသားထားပါတယ်။ကွယ်လွန်ချိန်မှာအသက်82နှစ်ရွယ်ရှိနေပြီဖြစ်တဲ့အစောတော်ဂျင်းညင်းဟာဆွဲနေပြီးစီရီနဲ့ဂီတလောကမှာမှတ်တိုင်တစ်ခုစိုက်ထူခဲ့ပြီး1990ပြည့်လွန်ကာလတွေမှာရေပန်းစားခဲ့တဲ့အလွမ်းကပီလူပြိုကြီးပဲလောက်တော့ ဲ့အချစ်မို့ platform show စတဲ့တခြင်းတွေဟာအခုချိန်ထိတိုင်အောင်လူငယ်ပြိတ္တတွေကြားမှာရောအရွယ်ဆုံးပြိတ္တတွေကြားလူသိများအောင်မြင်ခဲ့တဲ့တခြင်းတွေဖြစ်ပါတယ်လက်တလုံးမှာတော့အစိုးရဂျင်းမောင်ဂျင်းကြီးကြီးဂျင်းညီမလေး3ဂျင်းမောင်စတဲ့ဂျင်း family အမည်နဲ့အစိုးဂီတအမှုပညာမျိုးရိုးနဲ့ထင်ရှားတဲ့ဂျင်းကြီးရဲ့ကွဲလွန်တဲ့သတင်းပေါ်အမှုပညာအတိုင်းဝိုင်းကရောပြိတ္တတွေကပါဝန်နေစိတ်မကောင်းဖြစ်ရကြောင်းလူမှုကင်ရဲ့စာမျက်နှာတွေပေါ်မှာရေးသားမျှဝေနေကြပါတယ်